ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညောက်ပေးတော့မယ့်အကြောင်းအရာကတော့ကြားပြန့်နေနေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဗောလေ can you နေနဲ့အကြည့်အချိန်မှာအိတ်စိတ်ငြိမ်သက်ပြီးတော့ဒီငုံနှုတ်ပိတ်နေတာကဒီပြင်တင်းသားပြည်သူတို့ကရိုးသားမှုရှိရတာဘာတွေများကြံစီလှုပ်ဆောင်နေရလဲဆိုတာပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပြောက်သွားမှာဖြစ်ပါတယ်ဒီအချက်တော်အချက်တွေလာပြတ်မှာတရားမဝင်လူကုန်ကူးမှုတွေ online ရတဲ့ဆင့်ငွေကြေးလိမ်လည်မှုတွေရဲ့ဘိုးအချက်ချာဖြစ်လာနေပြီလို့ပြောလို့ရတယ်ဒီခိုင်းမြတ်မှာနေဆက်မြောက်ဒီမျိုးမှာရှိရပေါ့လေတရုတ်စီမံကိန်းတစ်ခုနဲ့ပတ်သက်ပြီးတော့ ဒီ KNU မျိုးသားအစည်းအရုံး KNU ရဲ့ဒီပါဝါပတ်သက်မှုပုံမှာလည်းဒီမျိုးကွန်ထုတ်မှုတွေအများကြီးရှိနေကြရဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပြောရရင်ဒါမြောက်ပြည်တောင်ဘက် KNU တက်မှာနေ6ပေါ့လေအဲဒီမေထိုဒလေးကျေးရွာနေမှာရှိတဲ့ဒီတရုတ်စီမံကိန်းဟိုပေါ့လေဒါမြို့တက်အမြေခံတရုတ်စီမံကိန်းကို KK Park ဖြစ်နေလူသိများပြီးတော့ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့မလေးရှားဖိလစ်ပိုင်အိန္ဒိယနဲ့ဟောင်ကောင်ဆက်သဖြင့်ဒီနိုင်ငံတွေရဲ့နိုင်ငံသားတွေကိုဒါအွန်လိုင်းကနေတဆင့်ငွေကြေးလည်လည်မှုတွေမှာဒီအတင်းကျပ်စေခိုင်းတာတွေဒါနှိမ့်ဆက်တာတွေကို လုံနေတာဖြစ်တယ်ဆိုပြီးတော့ဒီအဲ့ဒီကနေပြန်လွတ်လာတဲ့သူချိုးอ่ะဒါပြန်လွတ်လာကြတာရှိရဲ့ချိုးကူကဝင်းနေလေလေလေးပြန်ထွက်ရရန်ခက်တာဟုတ်အဲ့နောက်မှာတော့ဒီပြုတ်ပြုတ်ဆောင်ဝမ်ရှမ်းဒီထိုင်းနိုင်ငံကိုလာရောက်တဲ့အချိန်မှာဒီကူကူခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီထိုင်းမြန်မာနေဆက်မှာ KNU အဖွဲ့ပေါ်ဝင်ပတ်သက်နေတဲ့မြောက်ကြီးချပြန်းဆိုတဲ့နာမည်ကပို့ပြီးတော့လာကြီးမလာခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကဒီလန်ရှမ်းမေးခေါင်အစည်းအဝေးမှာပေါ့လေချပြန်းနေနေရဲ့အတွက်ဒါဇင်ယောပူပေါင်းဆောင်ရွက်မှုကိုဒုတိယပိုင်းအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့အတွက်တရုတ်အပါဝင် ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်ဆက်တဲ့ပြင်ဒီအာဆီယံ၆နိုင်ငံကလည်းဒါလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့တရုတ်ကွန်မြူနတီရဲ့ဒါဗဟိုအဖွဲ့ဝင်ဝန်ကြီးကပေါ့လေဇန်နဝါရီလ20ရက်နေ့မှာကြားဖြန့်ဖို့အထူးတရရောက်အကင်တွေ့ဖြစ်ချင်းသွားမြတ်ပြင်လိုအပ်လို့ရှိရင်အလုံးစုံရေးတော်ပါဒါအသုံးပြုသွားမယ်ဆိုပြီးတော့လေထုတ်ပြန်ကြေညာလာခဲ့တာဖြစ်ပါတယ်။ဆိုတော့တရုတ်ကအဲ့လိုထုတ်ပြန်ကြေညာပြီးတော့နောက်မှာဒီမြောက်ဒီဘက်မှာရှိရပေါ့လေလျှက်ဆက်ပြီးနေတဲ့ line တွေကဒီထိုင်းနိုင်ငံဘက်ကနေတွေ့ယူပြီးတော့ ဒါအသုံးပြုနေတာဖြစ်တယ်ဆိုပြီးတော့ဒီ NASA ကဘက်ကလည်းဒါထုတ်ပဲဖြစ်ပါတယ်တချင်ထဲမှာပဲဒီ KNU ရဲ့ဒါစောတာနေရပေါ့လေဒီကြားဖြန့်လုပ်ငန်းတွေမှာပေါ့လေဒါဘီလိုနေနဲ့အပေါ်မှာပတ်သက်မှုမရှိပါဘူးဆိုပြီးတော့ဒီကြောင်တက်ကြဒါညင်းလာခဲ့တာရှိတယ်အဲ့တော့တစ်ဆက်တည်းဒီဘာပြောလဲဆိုတော့ဒီ KNU နဲ့ပေါ့လေဒါကြားဖြန့်နေနေလုပ်ငန်းတွေကိုဒါ NUG နဲ့ပူးပေါင်းပြီးတော့ဒါလှုပ်ဆောင်သွားပါမယ်ဆိုပြီးတော့လေတွေ့လာခဲ့တာရှိတယ်အဲ့တော့ဒီ KNU ရဲ့ဒါစောတာနေနေနဲ့ပေါ့လေဒါဒီကြားဖြန့်လုပ်ငန်းတွေမှာဒါပူးပေါင်းပါဝင်မှုပေါ်မှာပတ်သက်မှုလုံးဝ မရှိပါဘူးဆိုပြီးတော့ဘလောက်ပဲဒါညှင်းဆိုထားပေမဲ့ KNU ထင်းချုပ်နေနေတက်မှာ6မီထိုတလေးကျွရအနီးက KK Park စီမံကိန်းမှာ KNU ကဒါမြင်ငှားတဲ့သူတွေနဲ့မူလီအလင်းကုမ္ပဏီကိုဒါထူထောင်ပြီးတော့ဒီကြားဖြတ်လုပ်ငန်းတွေကိုအလုံးစုံရေးအဆောင်ချောက်ဒါပေးခဲ့တယ်ဆိုတော့ဒါမှကိုညှင်းလို့မရတဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဘယ်တကယ်တော့ဒီ KK Park စီမံကိန်းလောက်ဆောင်ဖို့ပေါ့လေပထမစာချုပ်အဖြစ်နဲ့မူလီအလင်းကုမ္ပဏီနဲ့ Tran Asia International Holding Group ဆိုတဲ့ဖိုင်ဘက်ကကုမ္ပဏီပေါ့လေဒါဒီကုမ္ပဏီနှစ်ခုကဒါကနအူလောက်ကပြဖို့အတွက် လုပ်ငန်းရှင်၅ရက်နဲ့သဘောတူညီစာချုပ်ကို2020ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဒီစာချုပ်တွေမှာပေါ်ပြထားတာကတော့ဒီမူလီအလင်းကုမ္ပဏီဆိုတာကဒီ KNU အဖွဲ့အစည်းပိုင်းတာကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ Detron Asia International Holding Group ဆိုတဲ့ဒီ Taiwan ကုမ္ပဏီရောက်ဒီ Honya International Holding Group ဆိုတဲ့ဒီကုမ္ပဏီရဲ့အောက်ကဒီလက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တယ်ဆိုပြီးတော့ဒီပထမစာချုပ်မှာပေါ်ပြထားတာဖြစ်ပါတယ်။ဒါဒီအဲ့စာချုပ်တွေမှာပါလာတော့ဒီအေကအတွက်ပေါ်လေတစ်နှစ်ကိုဒါဘတ် 3500နှုန်းနဲ့အေကတရာအတွက်တစ်နှစ်ကိုဘတ်3000ခွဲအမြင်ငါဖို့ဖော်ပြထားပြီးတော့ဒီ6လတစ်ကြိမ်ငွေပေးချေဖို့ကိုလည်းဒါဖော်ပြထားတာဖြစ်ပါနောက်ပြီးတော့ဒီအေက30အတွက်လုံခြုံရေးစောင့်ရှောက်ခါပေါ့လေဒါတစ်လကိုဒါဘတ်5သိန်းသတ်မှတ်ထားပြီးတော့ဒီစီမံကိန်း area ပြင်ဝင်လာတဲ့အများလုံခြုံရေးဈေးတွေကိုလည်းဒါပို့ပြီးတော့ဒီညှက်လာမှဖြစ်တဲ့အပြင်ဒါဒီအဲ့ဒီစီမံကိန်းအတွက်ပေါ့လေလုံခြုံရေးကိုလည်းဒါ KNU ကဒါပေးရမယ်ဆိုပြီးတော့ဒါဖော်ပြထားတာဖြစ်ပါအဲ့ဒီစာချုပ်မှာအရင်တော့ကပေါ့လေ KNU ရဲ့ ဒီဘဏ္ဍာရေးအဖွဲ့ဝင်ဒါအခုလက်ရှိ KNU ရဲ့ဥက္ကဋ္ဌဖြစ်တဲ့စုပ်ွက်ထူးဝင်းကဒါအတိတ်တည်းနေနဲ့လက်မှတ်ရထားခဲ့တာဖြစ်ပါတယ်ပြီးရင်ဒါမူလီအလင်းကုမ္ပဏီရဲ့ MD Director ဖြစ်တဲ့ဒီ KNU ကဘုံမူကြီးအဆင့်ရှိတဲ့စိုးဝင်းကျော်ပြင်ဘုံမူကြီးအဆင့်ရှိတဲ့ဒါစုပ်ချုပ်သူကလည်း Director နေနဲ့လက်မှတ်ရထားခဲ့တာဖြစ်ပါတယ်လောကီကီပတ်စီမံကိန်းရဲ့တရားစာချုပ်ကို2021ခုနှစ်အော်တိုဘာလ12ရက်နေ့မှာမူလီအလင်းကုမ္ပဏီနဲ့ဒါလုံလင်းဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကဒီ25အေကအတွက် ဒါသဘောတူစာချုပ်ကိုထပ်ပြီးတော့ထုတ်ဆိုခဲ့ရတာဖြစ်ပါတယ်။အဲဒီစာချုပ်မှာဒီမိုးလေးအလင်းကုမ္ပဏီရဲ့ MD ဒါစိုးဝင်းကျော်ကဒါလုံလင်းကုမ္ပဏီရဲ့ Manager Director ပါလေ Mrs. လူစင်လင်းကိုအမေ25အေကဒါမှားပေးထားတယ်ဆိုပြီးတော့လေဒါသတ်မှတ်ပေါ်ပြထားတာဖြစ်ပါတယ်။အဲဒီမြေ25အေကအတွက်ဒါတေကကိုတလောက်ကိုဘတ်တသိန်းနှုန်းနဲ့ဒါတစ်နှစ်အတွက်ပေါ့လေဘတ်25သိန်းဆိုပြီးတော့ဒါသဘောတူထားတာဖြစ်ပါတယ်။လုံချုံရေးအတွက်ကိုလည်းဒါတလောက်ကိုဒါဘတ်5သိန်းဒါတိုင်းပေးရမယ်ဆိုပြီးတော့လေဒါသဘောတူထားတာဖြစ်ပါတယ်။ ဒီဒုတိယစာချုပ်ရဲ့ထူးခြားချက်ကတော့ဒီလုပ်ငန်းကုမ္ပဏီနဲ့ပေါ့လေဒါမိုးလေအလင်းကုမ္ပဏီကိုဒါပထမနှစ်အတွက်ဒီလုပ်ငန်းလေပတ်မှုအနေနဲ့ပေါ့လေဒါအမြတ်ငွေ15ရာခိုင်နှုန်းဒါလာတိုင်းပေးရမယ်ဆိုပြီးတော့လည်းဒါပေါ်ပြထားတာဖြစ်တယ်အဲ့ဒီ15ရာခိုင်နှုန်းကလည်းဒါပထမနှစ်အတွက်ဖြစ်ပြီးတော့ဒီဒုတိယနှစ်ကနေစလို့ပေါ့လေဒါပေးရမယ်ငွေပမာဏကိုနှစ်ဖက်ပြန်ပြီးတော့ဒါနှိမ့်လိုက်သတ်မှတ်သွားမယ်ဆိုပြီးတော့လည်းဒါပေါ်ပြထားတာဖြစ်ပါတယ်ဒုတိယစာချုပ်အနေနဲ့ KK Park သစ္စာကိန်းအတွက်ဆိုပြီးတော့သဘောတူညီချက်18ချက်ပါတဲ့ဒီစာချုပ်ကို85လ2022ခုနှစ်မှာ ထပ်ပြီးတော့ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ဟိုဒီအဲ့ဒီတတိယစာချုပ်ကိုဒါချုပ်ဆိုလိုက်ပြီးတဲ့နောက်မှာပေါ့လေ။ဒါအရင်ကချုပ်ဆိုခဲ့တဲ့စာချုပ်တွေကလူလျောက်ဒါပြည့်ပြည့်သွားတယ်ဆိုပြောလဲ။ဒါသဘောတူလက်မှတ်ရေးထုတ်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီစာချုပ်မှာဒါပြင်ဆင်ရတဲ့အချက်တွေရှိလာခဲ့တယ်ပေါ့လေ။ဒါအရင်ကတော့ဒီမူလီအလင်းကုမ္ပဏီနဲ့ဒီ Trend Asia International Holding Group ကုမ္ပဏီကဒါဘောဒူစာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့ဒီတတိယစာချုပ်မှာတော့မူလီအလင်းကုမ္ပဏီနဲ့ဒါမဟုတ်တော့ပဲနဲ့ဒီ Trust Star ကုမ္ပဏီနဲ့ Trend Asia International Holding Group ကုမ္ပဏီတို့ကပဲဘောဒူလက်မှတ်ရေးထုတ်ခဲ့ကြတာဖြစ်တယ်။ တော့ဒီ KK Park လူသစ်စီမံကိန်းအတွက်ဒါမြေပိုင်ရှင်အဖြစ်နဲ့ပေါ့လေ Trust Star Company ရဲ့ဥယျလွင်ကကုမ္ပဏီရဲ့ Manager Director အဖြစ်နဲ့လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်။အဲဒီ Trans Asia International Holding Group ကတော့ဒီနိုင်ငံမှုဆိုရင်ကပေါ့လေလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒီ Trust Star Company ရဲ့ Director ဥယျလွင်ဆိုတာကဒီလက်ရှိ KNU မှာပေါ့လေဗမုကျုပ်အဆင့်ရှိတဲ့စောနေမင်းလွင်အနေနဲ့တာဝန်ထမ်းဆောင်နေကြလို့ဖြစ်ပါတယ်။ဗမုကြီးရာထူးအဆင့်ကနေဗမုကျုပ်ရာထူးအဆင့်ကိုလည်းတိုးမြှင့်ခံထားရတယ်ဖြစ်ပါတယ်။ ့ဒီစာချုပ်တွေရဲ့အချက်လက်တွေအရပေါ့လေ KNU နေနဲ့30စာချုပ်ရဲ့အမှတ်15နဲ့အတွက်ဒီအငွေငွေ15ရာခိုင်နှုန်းကိုရရှိဥမှဖြစ်လို့ဒါဒီ KNU နေနဲ့ပေါ့လေဒါဒီကြားခန့်လုပ်ငန်းကနေအချို့မြတ်ဒါတော်တော်များကိုရရှိထားရဆိုမဲ့လည်းပဲအခုအချိန်မှာဒီရင်ကုန်နှုတ်ပိတ်တိတ်ဆိတ်နေတာကိုတွေ့ရတယ်ဆိုတော့ဒါပြင်ဒါကြားခန့်နေနေလုပ်ငန်းကိုပေါ့လေဒါမဆိုင်ကြတဲ့အတိုင်းဒါနမေဇိုးနဲ့ကြိုကြနေတဲ့ဒါဒီတရုတ်ရာဇဝဲခိုင်းသားတွေအပါအဝင် KNU ဒီခေါင်းဆောင်တချို့လည်းဒါဒီပါဝင်ပတ်သက်နေတာဖြစ်ပါတယ်ဆိုတော့ ဒီလိုမျိုးပါဝင်ပတ်သက်မှုကိုဒါဒီဒီဘရောက်ကင်းတိုင်းသားအဖွဲ့အစည်း23ဘွဲ့နဲ့အဲဒီတင်ရရက်ပတ်အဖွဲ့အစည်းဒါ68ဘွဲ့ကလည်းဒါတန်ခွဲခဲ့ကြတာဖြစ်ပါတယ် sorry နောက်ဆုံးပြောချင်တာကတော့ဒီ KNU ဘောင်းဆောင်ပြုနေတယ်ပေါ့လေဒါဒီ KK Park ညီခံဒီကြားပြန့်လုပ်ငန်းမှာဆက်ပြီးတော့ပူးပေါင်းပါဝင်ပတ်သက်နေရအောင်မလားဒါဒီကိုယ့်ရဲ့တူစုဘွားတက်ပေါ့လေဒါဒီကရင်တိုင်းသားပြည်သူတို့ဟိုမှာရောဒါမကြည့်တော့ဘူးလားဒါသူတို့ဟိုမှာရောဒါမတွေးပြတော့ဘူးလားပဲသူတို့ဘက်ကဒါမကြည့်ပြတော့ဘူးလားဆိုပြီးတော့ဒါမျိုးကုန်းနေဒါပြရမှာဖြစ်ပါတယ် အခုကတော့ဒီကြပြတ်နေနေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါခုလိုမျိုးဒါရင်ကုန်နှုတ်ပိတ်တိတ်ဆိတ်နေစနေတာကဒီပြင်တိုင်းသားပြည်သူလူထုဒါလူလာတဲ့အဲဒီမှန်ချက်မျိုးဒါညှိုးလန့်ချက်မျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါဒီပြင်တိုင်းသားပြည်သူလူထုပေါ်မှာဒါသူတို့ရဲ့လူမျိုးပေါ်မှာတကယ်ရောဒါရိုးသားမှုရှိရလားဆိုတာကိုမေးရမှာဖြစ်ပါတယ် sorry ကျွန်တော်အခုပြောပြသွားရတဲ့ဒီသုံးသက်သွားတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီထောက်ပြစရာတွေရှိတယ်အကြံပြုစရာတွေရှိတယ်ဆိုလို့ရှိရင်ဒီအောက်မှာဒါ comment ပါ ဒီအကြံပြုထောက်ပြလို့ရပါတယ်။ဒါကျွန်တော်ဗီဒီယိုကိုအဆုံးထိအားထောင်ပေးတဲ့ဒါတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါ